ိုရိုင်းကြီးပတ်စံရှာတာထက်ပတ်စံရှာပြီးမဲ့သူတွေကိုစီမံခန့်ခွဲနိုင်ဖို့အရေးကြီးပါတယ်အလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ပြောမှုတိစောက်ဖို့ပဲဖြစ်ဖြစ်ကျွန်တော်ကိုပိုင်စီးပွားရေးလုပ်ငန်းမှာအောင်မြင်ဖို့ပဲဖြစ်ဖြစ်ပေါ့နော်အရေးကြီးတဲ့အချက်လေးကိုပြောပြပေးသွားချင်ပါတယ်ဒီ freelance လုပ်တဲ့သူတွေကိုယ်ပိုင်စီးပွားရေးဆလုပ်တဲ့သူတွေမှာကျောင်းရတဲ့ပြဿနာတစ်ခုကအရာရာကိုယ်တိုင်လိုက်လုပ်ချင်တာပေါ့နော်ကျွန်တော်တို့ကဒီ founder လဲကိုယ်ပဲ CEO လဲကိုယ်ပဲဟိုမှာအကြောင်းနဲ့ marketing ဆိုရင်လည်းကိုယ်ပဲလုပ်တယ် finance ဆက်ပတ်သက်ရင်လည်းကိုပဲတောင်းယူရစသဖြင့်ပေါ့နော်ကျွန်တော်တို့ကဒီအလုပ်တွေအကုန်လုံးကိုယ်တိုင်လျှောက်လုပ်ခြင်းတဲ့ဟာကိုယ်တိုင်လုပ်မိနေတဲ့ဟာရှိပါတယ်ဆိုတော့ကိုကကိုရဲ့လုပ်ငန်းကိုချက်ထွင်ဖို့အဲဆိုရင်လေနောက်ဒီဝန်ထမ်းကုညာစိတ်ကုညာမှာကြောက်လေကျွန်တော်တယောက်တည်းပတ်လုပ်တဲ့ဟာကပို့ပြီးတော့မှအလုပ်ဖြစ်နေတယ်ဖြစ်ပါတယ်ဆိုတော့လူတယောက်ကိုယ့်ဘာကိုပြန်စဉ်းစားကြည့်လို့ရတယ်ပေါ့ကျွန်တော်တို့ဒီအကန့်အသတ်ရှိတယ်အချိန်အားဖြင့် energy အားဖြင့်အကန့်အသတ်ရှိတယ်ဥပမာကျွန်တော်တရက်ကိုအလုပ် ကိုဘလော့လုပ်နိုင်မလဲ၈နာရီ၉နာရီစသဖြင့်ကျွန်တော်တို့လုပ်လို့ရတယ်เนาะကျွန်တော်တို့ဒီထက်ပိုပြီးလောက်လာလို့ရှိရင်ကျွန်တော်တို့ဒီ creativity တွေကြာလာမယ်ကျွန်တော်တို့အဲဒီဆောင်းဆောင်ရည်တွေကြာလာမယ်ဆိုတော့ကိုယ့်အလုပ်ကိုကျွန်တော်ဝိုင်းကိုနိုင်တဲ့သူတွေကိုယ့်ရဲ့ team member တွေကျွန်တော်တို့ခန့်တင်ခံဖို့လိုတယ်ပေါ့เนาะတခါကြတော့ရှိတယ်အလုပ်တွေကဒီဘယ်လိုတခုအချိန်ကြာကြီးလုပ်နေတယ်အဲဒါပေမဲ့ကိုယ့်ဒီဝင်ငွေဘယ်လောက်ရလဲအချိုးမြတ်ဘယ်လောက်ရလဲပေါ့เนาะအဒါအသေးချာမကြည့်ဘဲနဲ့ကျွန်တော်ဆက်လုပ်နေမှာဆိုရင်လည်းကျွန်တော်လုပ်တော့အချိုးမဖြစ်တာတွေဖြစ်နိုင်ပါတယ်ဆိုတော့ မကွာတလားကို7သိန်းဝင်တယ်ဆိုတော့သိန်းတရာရအောင်ဆိုပြီးတော့ကျွန်တော်တရ7နိုင်လောက်တာနေပြီးတော့980သွားလောက်လို့မရအောင်ပေါ့လေအဲ့တော့ဒီတရ7နိုင်အတွင်းမှာကိုလိုဂျင်နဲ့ dresser ရအောင်ကိုလိုဂျင်နဲ့ဂျိုမဲရအောင်ဆိုလို့ရှိရင်ဒါကိုယ်ကူညီပေးနိုင်မဲ့သူတွေကိုကကောင်းကောင်းစီမံခံဝင်နိုင်မှုအကြီးကြီးတယ်အဓိကလောက်အောင်ဟာအမြုံမြန်ရှိရှိနဲ့လုပ်နိုင်ဖို့ ਨੇ အစီအမံခံဝင်မှုကောင်းကောင်းလုပ်နိုင်ဖို့အရေးကြီးပါတယ်ဆိုတော့ဒီ MGS group ရဲ့ company ရဲ့ ဩကရာဟောင်းဖြစ်တဲ့ဒီပက်ပစီဥသိမ်းထုံးပေါ့နော်သူအကြံပြုတာလေးရှိတယ်ဒီချမ်းသာကြောမှုတိဆောက်ဖို့အတွက်အဆင့်30ရှိတယ်တဲ့ပရမဆင်ရပါလဲဆိုရင်ပတ်စံရှာတဲ့ပညာကိုသင်ပါတယ်ဒုတိယအဆင့်ကပတ်စံအုပ်ချုပ်တဲ့ပညာကိုသင်ပါနောက်ဆုံးတစ်ချက်ကတော့ဒီကိုယ်ပတ်စံရှာပေးမဲ့သူတွေကိုငားရမ်းပါတယ်အဲသူကဒီအချက်၃ချက်ကိုကြံပေးထားတာရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီငွေကြေးကြေးမှုတိဆောက်တာပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းကိုအောင်မြင်အောင်တိဆောက်တာပဲဖြစ်ဖြစ်ကိုယ်တိုင်ကြီးဒီငွေကြေး ဖန်တီးနေတာနဲ့ဆိုင်ကိုဒီအလုပ်ကုလုပ်ပေးမယ်ငွေကြေးဖန်တီးမှုတငွေကြေးကြော်မှုကိုပြီးတိဆောက်ပေးမယ်ဒီ professional တွေကျွမ်းကျင်တဲ့သူတွေကိုကျွန်တော်တို့ကခန့်အပ်ပြီးတော့ဒါကိုစီမံခန့်ဝဲဥဆောင်ဖို့ပြန်ရည်ကြည့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်